လူနဲ့တရိษံကဘာကွာလဲဆိုတာကိုဗုဒ္ဓဘာသာမှာဘယ်လိုပြထားလဲဆိုရင်ဟိဆိုတဲ့စကားနဲ့ပြထားပါတယ်ဟေတုနော်အကြောင်းအကြောင်းဟိဘဏပါဆိုတာဥပမာဆိုရင်တရိษံဖြစ်ရင်တို့ကအာဟိတ္တတ္တဝါဖြစ်သွားပြီအာဟိဆိုကရိယာ तू ကတရားမသိနိုင်ဘူးသစ္စာတရားမသိနိုင်ဘူးဖခင်ကတရိษံကိုတရားဘယ်လောက်ပဲဟောဟော သူကသစ္စာတရားမသိနိုင်တော့တိရိစ္ဆာန်ဖြစ်လို့ဘာကြောင့်တိရိစ္ဆာန်ဖြစ်ရတာလဲဆိုရင်သူကအကုသိုလ်တွေကြောင့်ဆိုတော့အကုသိုလ်တွေကြောင့်တိရိစ္ဆာန်ဖြစ်ရတော့အဲ့ဒီတိရိစ္ဆာန်တွေကိုမြတ်စွာဘုရားကအာဟိတတဝါလို့အဲ့ဒီ group ခွဲလိုက်တယ်ဗောနော်အဖွဲ့အစည်းခွဲလိုက်တယ်ဒါကသစ္စာတရားမသိနိုင်တဲ့အဖွဲ့အစည်းအေး စားတာတော့တရိစ္ဆာန်လည်းစားတာပဲလူသားလည်းစားတာပဲနော်ဒါပေမဲ့စားတိုင်းလည်းအော်တရိစ္ဆာန်လည်းသူ့ဘာသာစကားနဲ့သူတို့စကားပြောနေတာပဲဒါပေမဲ့လူသားလည်းသူ့ဘာသာစကားနဲ့ပြောနေတာပဲဒါပေမဲ့လူတွေကရှင်းပြလိုက်ရင်နားလည်နိုင်တယ်သိနိုင်တယ်တရိစ္ဆာန်တွေကမသိနိုင်ဘူးကွာစင်ကအဲ့လောက်ခန္ဓာကြီးပေမဲ့အကောင်ကြီးပေမဲ့သူ့မှာ ေတုဆိုတဲ့တစ္ဆာတရားသိသိနိုင်တဲ့ဟဲ့မရှိဘူးကွာအကြောင်းတရားမရှိဘူးကွာသူမအဲ့ဒီအကြောင်းကမရှိဘူးသူမမပါလာဘူးတရိဇံဖြစ်ကြရာသူကတခါတည်းပိတ်ထားပြီးသားကံတကံကအကျိုးပေးကြရာကိုဒါတရိဇံဆိုကြရာတစ္ဆာတရားကိုမသိနိုင်တော့တတဝါဟောအဲ့လိုကွာသွားပြီကွာ ဟောလူဖြစ်လာရင်လူမှာကြတော့ပြနှမျိုးရှိတယ်ကွာဟုတ်လားလူတွေမှာလည်းပြအပိုင်းပိုင်းရှိတယ်ဒွိဟိတ်တိဟိတ်ဆိုတာ၄ဟောဒွိဟိတ်ဆိုရင်အကြောင်းတပါအကြောင်းတရားနှစ်ပါးပဲရှိတော့တိဟိတ်ဆိုရင်အကြောင်းတရား၃ပါးရှိတော့ပြောချင်တာ quality ၃ခုလုံးနဲ့ပြည့်စုံတဲ့တတ္တဝါနော်အကြီးအဆွမ်းပေါ့ကွာကျွန်တော်ဒီမှာ hate ကို ပြောမှဆိုရင်ဥပမာ အလောဘအဒေါသအမောဟဆိုတဲ့အလောဘဆိုရင်လောဘနေသောတတဝါတနည်းတနည်းပြောရင်တရားတရားကောင်းသောတတဝါပေါ့ဗျာနော်အဒေါသဆိုတာဒေါသနေသောတတဝါနောက်တနည်းနဲ့ပြောရင်မေတ္တာကောင်းသောတတဝါပေါ့ကွာတရားတရားကောင်းသောတတဝါမေတ္တာတရားကောင်းသောတတဝါအော်အမောဟအမောဟဆိုတာကမောဟနေသော တနည်းအဖြစ်ပြောပြမယ်ဆိုရင်ပြီးကံအားကောင်းသောတတဝါဟောတရားတရားလည်းကောင်းမယ်မေတ္တာတရားလည်းရှိတယ်မေတ္တာတရားလည်းကောင်းတယ်ဟောပြီးတော့ပညာလည်းအားကြီးတယ်ဆိုရင်အဲ့ဒါကတိဟိတ်ပေါ့ဗျာအကယ်၍တရားတရားတော့ကောင်းတယ်မေတ္တာလည်းရှိတယ်ဒါပေမဲ့ပညာအားနေရင် ဆင်ခြင်နိုင်တဲ့ဉာဏ်ကသူ့မှာတိတ်မပြည့်မရှိဘူးဆိုရင်သူကဒွိဟိတ်ပေါ့ကွာအဲ့လိုတွေကြွားတယ်မဟုတ်လားဒွိဟိတ်ဆိုတာဘယ်လိုကိုပြောတာဒွိဟိတ်ဆိုရင်လည်းသူကသစ္စာတရားကိုမသိနိုင်ဘူးလူလူဖြစ်တိုင်းလည်းတရားမသဘောမပေါက်နိုင်ဘူးသူကဘာဖြစ်လို့ဆိုဒွိဟိတ်ဖြစ်ရင်လည်းသူကနိဗ္ဗာန်မရနိုင်ဘူးနိဗ္ဗာန်ရဖို့ဆိုရင်တိဟိတ်ဖြစ်ရမယ်တိဟိတ်တတ်တော့တိဟိတ်ဆိုတာကအလောဘအဒေါသအမောဟဆိုတဲ့ ကောင်းသောလက္ခဏာ၃ပါးနဲ့ပြည့်စုံရမယ်။နော်အလိုဘလောဘနဲ့ချင်းအဒေါတာဒေါတာနဲ့ချင်းမြစ်နော်အမောဟမောဟနဲ့ချင်းအဲ့ဒါကိုနောက်တနည်းနဲ့ပြောမယ်ဆိုရင်အလိုဘဆိုတာလောဘနဲ့ချင်းဆိုတာကတရားတရားကောင်းတာလူဒန်းချစ်တဲ့စိတ်ပေးကမ်းချစ်တဲ့စိတ်ယုံကြည်မှုဆိုတဲ့တရားတရားတွေကောင်းတာ ဒေါသနဲတယ်ဆိုတာမေတ္တာအားကောင်းတာမောဟနဲတယ်ဆိုတာပညာအားကောင်းတာအဲ့ဒီလက္ခဏာရဲ့၃ပါးနဲ့ပြည့်စုံမှအဲ့ဒီလူကဒီဘဝမှာတရားနာတရားနာရင်တရားအားထုတ်ရင်နိဗ္ဗာန်ရနိုင်တယ်ပထမတော့နားထောင်ရမယ်ပြီးတော့နားထောင်တဲ့အတိုင်းဘဝအားထုတ်ရမယ်ဟောအားထုတ်ပြီးရင်အဲ့ဒီလက္ခဏာရဲ့၃ပါးရှိရင်တော့ ဲ့ဒီအစွမ်းတတိ quality တုံးခုပြည့်စုံရင်တော့တီဟိတ်ဖြစ်ရင်တော့နိုင်မှရနိုင်မယ်ပေါ့။ဟောတရိတ်ဆန်ဆိုရင်တော့ဘာမှမရနိုင်ဘူး။တရိတ်ဆန်ကတော့တို့ကဝုတ်တစ်ခုအနေနဲ့တို့ကအကုသိုလ်ရဲ့ဝုတ်အဲ့ဒီတစ်ခုကိုအဲ့ဒီဝုတ်ကိုအဲ့ဒီတရိတ်ဆန်ဘဝကနေတို့ကစိုက်ရမယ်။ပေးစိုက်ရမယ်။နော်အချိန်ပေးစိုက်ရမယ်တို့က။တချို့ကဒီထက်အကုသိုလ်ကြည့်ရင်ငရဲမှသွားရင်မှပစ္စယရတယ် အခုကိမလူတွေကငရဲဆိုရင်တိတ်ယုံတာမဟုတ်ပါဘူးငရဲဆိုတာလူပြီပဲလို့ပြောတယ်ဟုတ်ငရဲဆိုတာရှိပါတယ်ဖရာတရားတော်အရာဆိုရင်အဲအကဲဖရာရဲ့တရားကိုမယုံကြည်ဘူးဆိုရင်လည်းဒီဘာတရားဘာမှမယုံကြည်ဘူးအဲ့လိုပြောရမယ်ဘာမှမယုံကြည်လဲဘာယုံကြည်မှာတော့သူကလည်းဘာမှသိတာမဟုတ်ဟောဆိုတော့ယုံကြည်မှုဆိုတာတော့ထားရမယ်ကွာအမအမကိုခွဲခြားရမှာပေါ့ဒါတော့တော့မဟုတ်လားဆိုတော့ငရဲဆိုတာလည်းရှိပါတယ် ပြီးတော့ငရဲဆိုတာလည်းအမျိုးမျိုးရှိတယ်လေတကယ်ငရဲရောက်တာလည်းတစ်မျိုးလူပြည်မှာကျွန်တော်တို့ထောင်မှာနေရတာတွေတော့ငရဲကတော့အမျိုးမျိုးပဲလေမင်္ဂလာဆောင်ပြီးမှလည်းအိမ်ထောင်ရဲ့အစစ်မပြေလို့နေတိုင်းတောကတွေနဲ့နေရမယ်ဆိုတော့ဒါလည်းငရဲတစ်မျိုးပဲလေမဟုတ်လားငရဲဆိုတာဆင်းရဲခြင်းဆိုတဲ့အတိတ်ပဲပဲလေဆင်းရဲဒုက္ခခံရတာကိုငရဲလို့ခေါ်တာပဲအဲ့ဒါတော့တချို့ကခန္ဓာနဲ့ နော်ပေးဆက်ရတယ်ကိုလှုပ်ထားတဲ့အာကုသို့များရင်များသလိုနော်သူနေရတယ်အဲ့လိုမျိုးကန့်တတ်ထားတာတွေရှိတယ်တချို့ဆိုရင်ငရဲနည်းနည်းအာကုသို့နေရင်တရိษံအဲ့ဒါတည်းနည်းနည်းအာကုသို့အာကုသို့နေရင်လူပြီမှာပဲအေးဆက်ရမယ်ပေါ့ဗျာလူခန္ဓာနဲ့ပဲဆက်ရမယ်ပေါ့ဥပမာဆိုရင်နှောင်းဖြစ်ပြီးမှနော်တထေးအိမ်မှာ တထေးကိုနွားနွားမဖြစ်နွားတို့တွေငင့်မယ်တထေးကနွားတို့တွေယူမယ်။အော်အမျက်ထုတ်မယ်ဗျာမဟုတ်လား။အဲနောက်ဆုံးမှတော့တည်သွားရင်တော့ငါအဲ့ဒီတည်တဲ့နွားအကောင်ကိုရောင်းမယ်။အော်နောက်ဆုံးခန္ဓာနဲ့ပါဆိုက်ရသေးတယ်။တည်တဲ့ခန္ဓာနဲ့ပါဆိုက်ရသေးတယ်။အဲ့လိုမျိုးပေါ့ဗျာ။လူဖြစ်ရင်လည်းအဲ့လိုပဲလေမဟုတ်လား။တခါလေဆိုမိဘတွေကသားသမီးတွေကိုစောင့်ရှောက်တယ်။ဒါပေမဲ့ကြီးလာရင်သူတို့ကဘာမှမရဘူး။ ဘောဘောရိပ်သာရောက်သွားတယ်။ဟောအဲ့ဒါကခန္ဓာနဲ့ဆိုင်ရတာ။နော်။ငွေရတယ်၊ကျွေးမွေးရတယ်၊စောက်ရှောက်ရတယ်။ဒါပေမဲ့နောက်ကျရင်တို့ကပြန်မကြည့်တော့ဘူး။ဟောအိုသွားတဲ့အချိန်မှာတာသမီမဲ့နော်လမ်းမေးရောက်အဲ့ဒါဆိုတာကလည်းလူပြည်မှာဒုက္ခတွေနဲ့ဒီဝိရေကိုဆက်နေရတာပါပဲအတည့်ရဲ့ကံနေပေါ့နော်။ဆိုတော့ ဒီလိုပါပဲတတဝါတွေခွဲခြားထားပါတယ်အပိုင်းပိုင်းအာဟိတ်ဒွိဟိတ်တိဟိတ်ဆိုတဲ့အမျိုးအစားတွေခွဲထားပါတယ်တိဟိတ်ဖြစ်ရင်တော့နှိမ်မှရနိုင်တယ်ဗောဗျာအဲဒီကြောင့်လို့တချို့တွေကအခုခေတ်မှာဘာသာရေးမယုံကြည်ဘူးဆိုတာကသူကဘယ်လိုဟိတ်ရှိတဲ့တတဝါလဲဗောဒွိဟိတ်တတဝါလားအေးဘာလဲလူဖြစ်တိုင်းလဲတိဟိတ်မှမဖြစ်နိုင်တာတိဟိတ်ဖြစ်ဖို့ဆိုရင်ဘဝအပေါင်းများစွာပါရမီဖြည့်ရမှာဗောကောင်းမှုကုသိုလ်တွေလှုပ်ထားတဲ့ပုံကုန်ဖြစ်မှာ တိဟိတ်ဖြစ်နိုင်တာလေမဟုတ်လားလူတော့ဖြစ်ပါရဲ့ကောင်းမှုကုသိုလ်တချို့ကတချို့ကုသိုလ်တွေကအကျိုးပေးလို့လူတော့ဖြစ်လာပြီဒါပေမဲ့ကုသိုလ်ကအဲ့လောက်အားမကောင်းတဲ့အချိန်မှာကျတော့ဒွိဟိတ်တ ত্ত্ব ဝါတွေဖြစ်လာရတယ်ဗောဗျာနော်အခုဖယားအဆူဆူပွင့်တယ်ကျွန်တော်တို့ဖယားကိုနော်ဖယားစီမှာတရားနာပြီးမှနှိမ့်ပါသွားရမယ်လူနော်မဖြစ်လိုက်ရဘူးအခုအထိကြံနေတယ်ကျွန်တော်တို့က ဖရာတော့အဆူဆူပွင့်နေတာပဲသူအချိန်တိုင်ရင်ဖရာတွေပွင့်နေเนาะတပိညူတပြတ်စာဖရာတွေပွင့်တာပဲအချိန်တိုင်ရင်ဒါပေမဲ့အဲ့ဒီဖရာပွင့်တဲ့အချိန်မှာကျွန်တော်တို့ကဘယ်မှာရောက်နေလဲဆိုတော့ကျွန်တော်တို့မှမသိတာဖရာပြောတယ်လေတချို့ငရဲရောက်နေလဲဘာမှဖရာကယ်လို့မရအောင်တရိษံပြင်းရင်လဲဘာမှလုပ်လို့မရတော့တရိษံလဲအာဟိတတဝအကယ်၍လူဖြစ်လို့ဒွိဟိတတဝဖြစ်ရင်လဲသူကတရားမသိနိုင်ဘူးကဲဖရာပွင့်ရင်လဲဖရာကဘာလုပ်ပေးနိုင်မလဲ ဖျားလုံးပြနိုင်တယ်ဆိုတာကလမ်းစဉ်ပြမယ်အဲ့ဒီပြနေတဲ့လမ်းစဉ်အတိုင်းကိုအာထုံနိုင်တဲ့တတ္တဝါဆိုတဲ့တိဟိတ်တတ္တဝါဖြစ်မှဖျားပွင့်တာသူ့အတွက်အကျိုးအမို့ဟလားကျေးဇူးကြီးတယ်ဗောဗျာအကျိုးရှိတယ်ဗောကွာသူ့အတွက်တချို့တွေအတွက်ပါရမီလောက်ပဲဖြစ်တယ်တချို့တွေအတွက်တော့တကယ်နှိမ့်မှလက်တွေ့ရနိုင်တယ်ချက်ချင်းနှိမ့်မှဆိုင်ဆိုင်နိုင်တယ်တချို့တွေကြတော့ချက်ချင်းတော့မရဘူးပါရမီဖြည့်ခွင့်ရတယ်ဟောတချို့တွေကြတော့ပုံပြီးမှဖျားပွင့်တဲ့အချိန်မှအကုသိုလ်တွေဖြစ်သေးတယ်ဟောဖျား ွေးတဲ့အချိန်မှာတချို့တွေကမိစ္ဆာဒိဋ္ဌိဖြစ်လို့ဘုရားကိုပြမလို့ဟောအပေတွေကြားတာတွေလက်ရှိသေးပါတယ်ဆိုတော့အမျိုးအစားကွာတာပေါ့ဗျာเนาะအဲ့ဒါတော့ background နဲ့ဆိုင်တာပေါ့